်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ထမအုံဆုံးပြသခင်ရဲ့ခြေတော်ကိုချီးမွမ်းပါれကေတင်ချင်းတမတရားဆိုတဲ့ကောင်းစဉ်နဲ့တမန်တော်ဝိတ္ထုအခန်းကြီး16အငယ်28ကနေ33ကိုဆင်ခြင်သွားခြင်းပါれ ပေါ်လူကလည်းကိုကို အပြစ်မပြုနဲ့ငါတို့အပေါင်းသည်ရှိကြ၏ဟု ကြီးသောအတန်နှင့်ဟင့်၍ပြောဆို၏။ထောင်မှုသည်ညှိထွန်းသောမိကိုတောင်းပြီးမှ ပြေးဝံ့၍ပေါ်လူနှင့်တိလာတို့၏ခြေရင်း၌တုန်လှုပ်ရက်ပြက်ဝတ်လေ၏။သူတို့ကိုပြင်သို့ထုတ်ပြီးလျင်လေသခင်တို့အကျွန်ုပ်သည်ကဲတင်ခြင်းသို့ရောက်အံ့သောငါအဘယ်သို့ ပြုရပါမည်နည်းဟုမေးလျှောက်လေ၏။ ထိုသူတို့ကလည်းသခင်ယေရှုခရစ်တော်ကိုယုံကြည်လော့ယုံကြည်ရင်သင်နှင့်သင်ဤအိမ်သူအိမ်သားတို့သည်ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်ဟုပြောဆိုလျက်ထိုသူမှဆ၍သူဤအိမ်၌ရှိသမျှသောသူတို့အားသခင်ပြားဤနှုတ်ကပတ်တရားတော်ကို ဟောကြ၏ထိုညထိုအချိန်နာရီ၌ပင်ထောင်မှုသည်ပေါလုနှင့်တိလာတို့ကိုယူ၍ဒဏ်ချက်ရာများကိုစေကြောပြီးလျှင် မိမိလူအပေါင်းတို့နှင့်တကားဗတ္တိဇံကိုချက်ချင်းခံလေ၏။တခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းက အမှန်တကယ်ကဲ့တင်ခြင်းကို ရောက်ဖို့အတွက်တခုတည်းသောနိလန်လားဆိုတာကို တွေးမိကြဘူးပါသလား။တကယ်တော့ဒါကအရေးကြီးတဲ့မေခွန်းတစ်ခုဖြစ်ပြီးတော့ဂျေဇုတော်အားဖြင့်ရှင်းလင်းတဲ့အဖြစ်တစ်ခုလည်းဖြစ်တယ်။တကယ်တော့ဘုရားသခင်က ကျွန်တော်တို့ကိုလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးထားတဲ့အတွက်ကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ပေးတဲ့ကယ်တင်ခြင်းကိုလက်ခံဖို့ဒါမှမဟုတ်ညှင်းပယ်ဖို့လူကရွေးချယ်နိုင်တယ်လူသားအားလုံးကယ်တင်ခြင်းရဖို့ဘုရားသခင်ကအလိုတော်ရှိပေမဲ့လေကုတော်ကသူ့ကိုယုံကြည်ဖို့ဘယ်တော့မှအတင်းအကျပ်စေခိုင်းမှာမဟုတ်ပါဘူးယောဟန်ခန်းကြီး3အငယ်16ကနေ17မှာလောကီသားတို့အားအပြစ်စီရင်ခြင်းက ဘုရားသခင်ဒီသားတော်ကိုဤလောကသို့ဆေလွတ်တော်မူသည်မဟုတ်လောကီသားတို့သည်ကိုယ်တော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မည်အကြောင်းဆေလွတ်တော်မူ၏သားတော်ကိုယုံကြည်တော်သူသည်အပြစ်စီရင်ခြင်းကို မခံရမယုံကြည်တော်သူမူကားဘုရားသခင်၌တပါးတည်းသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏လို့ဖော်ပြထားပါသည် Now ယောဟန်ခန်းကြီး3အငယ်16မှာတော့သားတော်ကိုယုံကြည်တဲ့သူတိုင်းကတင်ခြင်းရောက်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပဲပြောထားပါတယ်။ဆုလိုတာကကျွန်တော်တို့ရဲ့ကိုယ်ပိုင်ကတင်ရှင်ဖြစ်ဖို့အတွက်သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခြင်းအားဖြင့်ကျွန်တော်တို့ရဲ့ကတင်ခြင်းအကြောင်းကိုသိကြစေနိုင်တယ်။ယောဟန်ခန်းကြီး3အငယ်36မှာသားတော်ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်တဲ့သူကတော့အသက်ကိုမတွေ့ရထိုသူဤအပေါ်၌ဘုရားသခင်ဤအမျက်တော်တည်နေတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်ကတင်ချင်းစုယေရှုကိုလူတိုင်းရနိုင်တယ်။ယောဟန်အခန်းကြီး14အငယ်6မှာ သခင်ယေရှုကတော်ကသူဟာလမ်းခရီးဖြစ်တယ်၊တမန်တော်လည်းဖြစ်တယ်၊အသက်လည်းဖြစ်တယ်။သူ့ကိုအမိမပြုတ်ဘူးဆိုရင်ခမဲတော်ဘုရားသခင်စီကို မရောက်ရလို့ပြောထားတဲ့အတွေ့ သခင်ယေရှုခရစ်တော်အားဖြင့်ပဲကျွန်တော်တို့ကယ်တင်ခြင်းကိုရမှာဖြစ်တယ်။အခုပဲသူကိုယုံကြည်လက်ခံခြင်းအားဖြင့်ထာဝရကာလမှာကျွန်တော်တို့ဘယ်ရောက်မလဲဆိုတာကို အထူးတက်လေစဉ်းစားစရာမလိုပါဘူး။သူကိုယုံကြည်လက်ခံခြင်းအားဖြင့်ကျွန်တော်တို့ဘုရားသခင်နဲ့အတူရှိနေနိုင်ပါတယ်။ယောဟန်ခန်းကြီးရှင်အငယ်32မှာဆိုရင်တမန်တော်ကိုတည်ကြတဲ့အခါအဲ့ဒီတမန်တော်ကကျွန်တော်တို့ကို အပြစ်ချိနှောင်ခံရခြင်းကစပြီးတော့လောကချိနှောင်ခြင်းအမျိုးမျိုးကနေလွတ်ခြင်းအခွင့်ကိုပေးမှဖြစ်တယ်။ဒါကြောင့်လူအတွက်အရေးကြီးဆုံးအရာကဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပဲဖြစ်တယ်။ပေါလုတို့ကထောင်မှုနဲ့မိသားစုတွေကိုသခင်ယေရှုခရစ်တော်အကြောင်းနဲ့ရှင်ပြီးတော့နှုတ်ကပတ်တော်တမန်တော်ကိုဟောကြားဝေငါခဲ့တဲ့အတွက်သူတို့တွေဟာလွတ်ခြင်း အခွင့်နဲ့အတူကဲတင်ခြင်းရခဲ့ကြတာဖြစ်တယ်။ ။နောက်နှုတ်ကပတ်တော်တမတရားကကဲ့တင်ခြင်းနဲ့လွတ်ခြင်းအခွင့်ကိုပေးယုံတင်တာမကပါဘူး။တန်ရှင်းစင်ကြယ်စေခြင်းကိုလည်းပေးပါတယ်။အဲ့ဒီအတွက်သခင်ယေရှုခရစ်တော်ကတမတရားအားဖြင့်တန်ရှင်းစေဖို့ဆုတောင်းခဲ့တာကိုယောဟန်အခန်းကြီး7ခုအငယ်7မှာကိုယ်တော်ဤတမတရားအားဖြင့်သူတို့ကိုတန်ရှင်းစေတော်မူပါကိုတော်ဤနှုတ်ကပတ်သည်တမတရားဖြစ်ပါ၏လို့ဆိုခဲ့ပါတယ် ဂျာနာစင်ချင်းခဲ့တဲ့သူတိုင်းစစ်မှန်တဲ့တမာတရားကိုရရှိပြီးတော့ကဲတင်ချင်းနဲ့လွတ်ချင်းအခွင့်ကနေတဆင့်တန်ရှင်းတဲ့အသက်တာတွေကိုအမှန်တကယ်ရရှိခံစားနိုင်ပါမယ်အကြောင်းဘုရားသခင်ကအသက်တပံကောင်းချီးပေးပါစေအာမင်ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန် นิตรดาบจิรู้สวอปาตี